တရက်တရက်ဘာချက်စာမှမသိလို့စိတ်ညစ်နေကြတဲ့သူတွေရှိလားစက်သားချက်စာမယ်ဆိုလို့ရှိရင်လည်းစက်သားကိုပြုတ်လိုက်ကျော်လိုက်ချက်လိုက်ယူယူပဲချက်စာနေကြတော့လားအဲ့ဒါဆိုလို့ရှိရင်တော့အခုပိုးကချက်ရလဲလွယ်ကူပြီးအရသာရှိမဲ့ကျမိုင်နဲ့လည်းညီညွတ်တဲ့စက်ကချင်ချက်ချက်နီးလေးလာရဝင်မြောက်ပေးလိုက်ပါရစေ။ပိုးနဲ့အတူတူလိုက်ချက်စာကြည့်ကြရအောင်နော်။ မီကတော့တက်ကချင်ချက်ချက်ပါမယ်သူထဲမှာပါမယ့်ဟာတွေကနန်နန်ပင်ပါမယ်တော့အရင်ဆုံးနန်နန်ပင်ကိုနုံနုံစင်ထားလိုက်မယ်ဒါကတော့ပင်စိမ်းပါပင်စိမ်းကိုလည်းနုံနုံစင်ထားပါမယ်ဒီရွက်တွေပါမှတက်ခချင်းချက်ကစားလို့အောင်တာပေါ့နော်။သူကလည်းရိုးရအစားစားလဲဒါဒီရွက်တွေပါကိုပါရပါမယ်။ရိုးရအစားစားတစ်ခုအနေနဲ့ချက်မယ်ဆိုရင် ီးရင်တော့ဖက်ဖယ်ပါပချင်ဟင်းနေမှာဆိုလို့ရှိရင်လည်းဖက်ဖယ်ရွက်ကပါကုန်ပါရပါမယ်ဆိုတော့ဖက်ဖယ်ရွက်ကိုလည်းနုံနုံလေးစင်ထားပါမယ်နောက်ဆုံးမှာတော့ဆန်းနံနံဆန်းနံနံကိုလည်းအခုလိုပဲနုံနုံစင်ထားပါမယ်ဟုတ်ဂျင်းချက်သွန်ဖြူချိန်မယ်ပေါ့နော်။ထားရင်လည်းရတယ်။ပေါ်ရတော့ခါလေးချိန်လိုက်မယ်။ဂျင်းချက်မယ်။ ဂျင်းချက်သွင်းဖြူကတော့ကိုချက်မဲ့စက်သားပမာဏပုံမှာကြည့်ပြီးတော့ထည့်ပေါ့နော်။ဘိုးခုထည့်ထားတဲ့ပမာဏကတော့စက်သား50သားကိုထည့်ထားတယ်။ကချင်ချက်ချက်တဲ့အခါမှာလေအဲတက်တူနီမထည့်ရဘူးပေါ့နော်။ဒါပေမဲ့တချို့တက်ကချင်ချက်ချက်တဲ့အခါမှာတက်တူနီတွေထည့်ကြတာပေါ့နော်။ဒါပေမဲ့တော့တက်တူနီမထည့်ဘူး။စက်သွင်းဖြူမဲ့ထည့်မယ်။ပြီးရင်ဒါကငေးုပ်တီးစိမ်။ငေးုပ်တီးစိမ်နည်းနည်းထည့်မယ်။ပြီးတော့ဒါငေးုပ်6တောင်ပေါ့နော်။ငေးုပ်6တောင်လည်းနည်းနည်းထည့်လိုက်မယ်။ဒီနေ့တိုင်းချင်တယ်။ဘယ်နေရအောင်လဲ။ အခုဆိုရင်တော့တက်ကချင်းချက်ချက်ဖို့စပါမယ်။ဒါခဏထောင်းထားတဲ့စက်သွင်းဖြူခြင်းမြုပ်ပြီးပြလိုက်မယ်။ပြီးရင်တော့နှုတ်ဆင်းထားတဲ့ဖက်ဖယ်ရွက်ရှမ်းနနံပင်စိမ့်တွေထည့်လိုက်မယ်ပေါ့နော်။ဒါနနံပင်တွေအကုန်ထည့်လိုက်တော့မယ်။ ပြီးရင်မြစ်တူ6ပေါ့နော်မြစ်တူ6ဆိုတာကတော့အဲမြစ်ချင်းကိုတတိလေးတွေစိတ်ပြီးတော့6လုတ်ထားတာပေါ့နော်အဖောက်ခံထားတာပေါ့အဲမြစ်တူ6ထည့်မယ်ပြီးတော့မက်လင်ချင်းထည့်ပါမယ်မက်လင်ချင်းဒါမှမဟုတ်လဲချင်းစောကားတီ6ကြိုက်တာထည့်လို့ရတယ်အဲ့ဒီပြီးရင်တော့တစ်ချိုးခေါက်နည်းနည်းထည့်မယ်တစ်ချိုးခေါက်မောင်းထည့်မယ်ပြီးရင်တော့ဒါကနန်းနန်းစစ်ထောင်းထားတာထည့်မယ်မခါမောင်းနည်းထည့်မယ်ရတာမောင်းနည်းနည်းထည့်မယ်သားထည့်မယ်စနေနည်းနည်းထည့်မယ်ပြီးရင်တော့ နေလိုက်တော့မယ်ပေါ့နော်အသားတွေအထိအရသာမုံနေရောက်သွားနေမယ်ပိုကတော့စီမတုံးဘူးပေါ့နော်စီလုံးဝမထည့်ဘူးဒါပေမဲ့စီထည့်ချင်တယ်ဆိုရင်လည်းစီနည်းနည်းလေးပေါ့နော်တစုံလောက်ထည့်လိုက်နေရပါတယ်ဒါကိုဒီထည့်ထားတဲ့အရသာတွေပေါ့နော်အသားတွေကိုဝင်သွားအခုလိုမျိုးအားရပါရဆိတ်ရှိလက်ရှိလေးနေပြီးမယ်ပေါ့နော်စက်သားလေးကိုအအစာရင်းနဲ့ပေါ့နော်ကောင်းကောင်းလေးနေတော့ပြပြပြဆိုလို့ရှိရင်တော့ရေလေးနည်းနည်းထည့်လိုက်မယ်ပေါ့နော်ခဏတိတ်ထားတဲ့ ဒီဆက်ထည့်ရည်လေးနည်းနည်းထည့်လိုက်မယ်။ဒါဆိုပြန်ဒီဘုရားမှာတင်ပြီးတော့ဆက်ထားလိုက်ပါမယ်။ကအားလုံးနေတော့ဝေဝေဝေပြလိုက်မယ်။ဒီပြအောက်ထားလိုက်မယ်။ရှယ်တယ်။စီလုံးဝမပါဘူး။အဟာရလည်းရှိတယ်အရာတာလည်းရှိတယ်မိမိချင်းလည်းဆိုလို့ရှိရင်တော့အသက်တစ်ချင်းချက်လေးချက်စားကြည့်ပါရှယ်ပါမယ်သူကချက်ရအရန်တွေ့တယ် ခုဆိုလို့ရှိရင်တော့ဒါစက်သားလဲနူးသွားပြီဆိုရင်ရပြီပေါ့နော်အရေလေးနဲ့စားချင်တယ်ဆိုရင်တော့ဒီအနေထားလေးချလို့ရပြီပေါ်တော့အရေလေးနည်းနည်းခန်းဆောင်းလိုက်ရပေါ့နော်ဒါရင်ဒီချိန်မှာအနန္တဘင်းလေးအွန်လိုင်းနဲ့အစင်းလေးနဲ့ပြင်လိုက်ပေါ့နော်အမင်းပူပူလေးကိုသူအနှစ်လေးနဲ့နေစားလို့ရှိရင်အရန်အရသာရှိတာမို့ချက်ကချင်းချက်လေးလိုက်ချက်စားကြည့်ကြပါနော်။